အာချီမိတ်ကအကြောင်းလေးပြပြပေးပါအောင်ဆရာမတဲ့သူကတားမြစ်စီလာတယ်ငငယ်ကလေးကတုံးနေတာစိုးကျိုးရှိတာပေါ့နော်ဆိုတော့အာအမကိုမိန်တော့အမကတော့တားမြစ်စီလို့ထင်တယ်အာဘာဖြစ်လို့အသေးချာမပြောတာလဲပေါ့နော်ဘာဖြစ်လို့ထင်တာလဲလို့ပြောရင်တော့အဲဒီအာချီရဲ့အင်ဒိုနီးရှားမိတ်ကတော့မာကျူရီပါတယ်တားမြစ်ထားတယ်အက်ဖ်ဒီအေကလည်းအရင်နှစ်ခေတ်ကထုတ်ထားတယ် တားမြစ်ဆေးဆိုပြီးတော့ဗောနော post လေးဗောနော FDA ကထုတ်ထားတဲ့တားမြစ်ထားတဲ့ပစ္စည်းတွေဟာလေဦးမအရင်နှစ်ကတင်ထားတယ်အဲ့ဒါတင်တော့သူ့ရဲ့အောက်မှာလာပြောတယ်ဗောနော်ဒီအာချီတားမြစ်ထားတာဒီတဲ့အင်ဒိုနီးရှားမိတ်ပါတဲ့တခြားဒီထိုင်းမိတ်တွေပါတွေကတော့ဒီတားမြစ်ထဲထဲမှာမပါဘူးတဲ့ပြောကြတယ်မမတော့သိမထင်ဘူးအမကိုမေးမယ်ဗောနော်ဆရာမအာချီသုံးလို့အဆင်ပြေလား no အမတော့မသုံးစေချင်ဘူး ဘာဖြစ်လဲဆိုတော့ဆက်ပြီးတော့ပြပြပေးမယ်။မတော်တည်ဒီ skin care တခုကိုတားမြစ်ဆေးလို့ပြောတဲ့နေရာမှာအာ steroid ပါလို့လား၊ mercury ပါလို့လား၊ hydroquinone တွေပါလို့လားစသဖြင့်ကြည့်ပြီးတော့ပြောရဲပေါ့နော်။အများစုလူအများစုသိကြတဲ့ဟာတော့အာဒီ steroid ကိုအခုဆိုတော်တော်လေး awareness ရလာကြတယ်။ steroid ပါလားမပါလားသိကြရဲပေါ့နော်။ဆိုတော့တားမြစ်ဆေးဆိုတဲ့နေရာမှာ steroid တခုရဲ့နေမဟုတ်ဘူး။တခြားဒီအာမျက်နှာကိုဖြူစေတယ်ဒါပေမဲ့နောက်ပိုင်းမှာအန်နေရဖြစ်စေတဲ့ဟာမျိုးတွေပေါ့နော်။ဒီ mercury ပါတဲ့ဟာမျိုးတွေ hydroquinone ပါတဲ့ product မျိုးလေးတွေလည်းမတို့ကသတိထားတင့်တယ်ပေါ့အဲ့ဒါမျိုးပါရင်လည်းမတို့ဒီဓာတ်မြင့်စေးလို့ပြောတယ်ဆိုတော့ဒီအာချီမာပါတာဒီ um steroid တော့မဟုတ်ဘူး steroid ပါတာမျိုးတော့မဟုတ်ဒါပေမဲ့ mercury ပါဖို့ chance များတယ်လို့တော့အဲမတို့ကတော့တန်တရားရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုမျိုးရေတိုးအတွင်းမှာမျက်နှာကိုတိတိတသာဖြူသွားတဲ့ဟာမျိုးတွေပေါ့နော်ဖြူတာကလည်းလူလိုဖြူတာမဟုတ်လူမဆန်စွာဖြူတာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးတိတိတသာရေတိုးအတွင်းမှာဖြူတာမျိုးဆိုရင်မတို့ဒီဒီ mercury ကို high percentage ပေါ့နော်သုံးသင့်တာထက်ပိုပြီးတော့ထည့်ထားရလို့တော့မတို့ကထင်တယ်ပူရီရဲ့လိုမျိုးရေရှည်ဆွဲလူတဲ့အခါမှာအသားရေဒီပါလာတယ်ရေပြားတွေပါလာမယ်ရေပြားနီးဆက်ဆက်ကြီးဖြစ်နေမယ်ဒီအမဲဆက်တွေမဲ့ကြောက်တွေပိုပြီးတော့ဖြစ်လွယ်မယ်လိုမျိုးအာချီတို့ပရိုမီနာတို့လူတဲ့သူတွေဆိုရင်မှတ်သတိထားမိသလောက်ပေါ့နော်ဟိုသူတို့က ။ဟို steroid လိုမျိုးမဟုတ်တော့ဟိုဝက်ချန်တွေပါးထွက်ပြီးတော့ပျက်စီးတာထက်ဆိုင်ရင်ဒီအာချီသမားတွေဒီနောက်ပိုင်းမှာအလိုမဲချောက်တွေတင်းတိတ်တွေအရန်များတယ်။မျက်နှာရမဲမဲမှတော်တော်လေးကိုမဲချောက်တင်းတိတ်တင်းတိတ်ဆိုစိုးစိုးဝါတင်းတိတ်လိုမျိုးတွေဖြစ်တာမျိုးတွေတွေ့ရပေါ့နော်။ဆိုတော့ဒီအာချီသမားတွေနောက်ပိုင်းမှာတွေ့ရတာကအမကအလိုအမဲဆက်ပို့ပြီးတော့သူတို့တော့ပြဿနာပို့ဖြစ်တယ်။မျက်နှာကြီးမဲနေရပါတော့အဲ့ဒါကြောင့်လည်းသူကပို့ပို့ပြီးတော့ဖြူရှင်စောနဲ့ပို့ပို့လူးကြတယ်ဆိုတော့ပို့ဆိုးတဲ့ပုံစံမျိုးပေါ့ တော့ဒါအရေးပြားအတွက်အန္တရာယ်ဖြစ်တဲ့ဟာမျိုးပေါ့နော်အသားရေတွေပါလာတယ်အမဲစက်တွေပိုပေါ်တယ်နေတွေပိုထိလွယ်တယ်အမျက်နှာရည်နီဆက်ဆက်ဖြစ်တယ် sensitive ဖြစ်တယ်ပေါ့အဲတခြားခန္ဓာကိုယ်တွေမှာဘာတွေဖြစ်တယ်လဲဆိုရင် mercury စုပုံလာတဲ့အခါမှာမတို့ဒီကြောက်ကက်ထိတယ်ကြောက်ကပ်ပြတ်သွားနိုင်တယ်ပေါ့နော်ဒါအသက်အန္တရာယ်ဆိုရင်လည်းဒီပါဖြစ်နိုင်တယ်ဆိုတော့ကြောက်ကပ်တွေပြက်စီးမယ်ပြီးရင်မတို့အာယုံကျော်ယောဂရဲ့အနေနဲ့ဆိုရင်ပေါ့နော်အာခြေလက်တွေတုံတာမျိုးတို့အမှတ်ညံတွေမကောင်းတော့တာမျိုး စသဖြင့်အလိုအာယုံကျော်ယောဂမျိုးတွေလည်းဖြစ်နိုင်တယ်။ချိန်တိုထဲမှာမတိတာအလိုမျိုးမအားလို့ဒီဟာကြီးကိုလာချီနှစ်ချီဆွဲလူလာတဲ့သူတွေမှာနောက်ပိုင်းကြုံရနိုင်တဲ့ပြဿနာပြီးတော့ဆိုအလိုမျိုးတွေကတစ်ဆင့်မှာဒီ poison ဖြစ်မှာဆိုလို့ပေါ့နော်ဒါပြောပြပေးရပေါ့ဒါမားမားတော့တောင် knowledge sharing မဲ့လုပ်ပေးရပါလုံးဝဟိုခုနပြောသလိုသူရဲ့ time make ကပါမပါမသိလဲအမမခံနိုင်ဘူးဆိုတော့ကိုကဟိုအဆင်ပြေရယ်ဆိုရင်တော့လူးပေါ့နော်အမကတော့ဒါကြီးကိုလူးပါလို့တော့မပြောဘူးအချီပြောရင်မား mercury ပဲပြေးမြင်တာဆိုတော့ဒီ mercury ကသူဒီဒီ melanin ကို block လုပ်တဲ့ပေါ့မလန်နီမတို့မျက်နှာကိုမဲစေတဲ့မလန်နီမျိုးတားတဲ့အခါမှာသူမျက်နှာဖြူလာတဲ့ပုံစံမျိုးဆိုတော့ဟိုကြာလိုက်တော့ side effect ဖြစ်တယ်အဲဆိုတော့ side effect မဖြစ်အောင်ပေါ့နော်ကိုယ့်ရဲ့ skin care ထဲမှာဆိုရင်ကိုကဒီမှာ cruelty free ဖြစ်တယ် safe လဲ safe ဖြစ်တယ်အာ transmissible para မျိုးလေးတွေ FR building vitamin C စတဲ့ပေါ့နော်အဲ့လိုဖြူတဲ့ဟာမျိုးလေးတွေကိုဟိုရွေးချယ်ပြီးသုံးပေးမယ်ဆိုရင်ပို့ပြီးတော့ safe ဖြစ်တာပေါ့နော်ဒါပေမဲ့မျက်နှာပိုင်းကတော့တေးကြတယ်အာချီလောက်ကြိုက်ကြမှာမဟုတ်ဘူးအာဒီအာချီကိုသုံးပြီးတဲ့သူတွေကတခြားဟာသုံးရင်သူတို့မျက်နှာပုံမဲ့ဆိုပြီးထင်ရမှာ အာဘာလို့ဆိုတော့သူတို့ကအရင်သုံးထားတဲ့အခန်းကအာချီသုံးရင်ရမ်းဖြူတာ ਉਹ ဆိုတော့တခြားဟာတွေသုံးရင်ကျတော့အဲ့လိုမျိုးသူတို့လိုလူမဆန်အောင်ဖြူတာမျိုးမဟုတ်တော့ပဲနဲ့လူဆန်ဆန်ဖြူတာမျိုးတွေဆိုတော့တချို့ရလက်မခံနိုင်ကြဘူးပေါ့နော်ဆိုတော့ခရီးကြရင်ပေါ့နော်ဒီမျက်နှာကြီးအရမ်းဖြူရတဲ့စာကြီးကွက်ကျမ်းမာကြီးကလည်းအရေးကြီးတယ်ဆိုတော့အဲ့ဒါလေးကို view ဆိုင်ပေးပါအမရှိမှပြောခဲ့သလိုပဲအာချီကသူ့မိတ်တွေပေါ်မှာမူတည်ပြီးတော့ဒါမျက်စေဖြစ်နိုင်မဖြစ်နိုင်ကြွားမယ်အဲအမကိုတုံးတယ်လားမင်းနော်အမကတော့မတုံးစေချင်ပါဘူး